ာနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစစ်တမ်းကောက်ယူရမှာဖြေဆိုသူ69ရာခိုင်နှုန်းကတရားမျှတမှုမရှိဘူးလို့ယုံကြည်ကြောင်းပြောခဲ့တယ်လို့စစ်တမ်းကောက်ခဲ့တဲ့အတူအယောင်ရွေးကောက်ပွဲစန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့ကနိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါ့အပြင်စစ်တမ်းကိုဖြေဆိုထားတဲ့69ရာခိုင်နှုန်းကစစ်တပ်လုပ်မဲ့ရွေးကောက်ပွဲကမြန်မာနိုင်ငံရဲ့အခက်အခဲတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ယုံကြည်ကြောင်းလည်းဖြေကြားခဲ့ပါတယ်။ ဖြေဆိုသူ96ရာခိုင်နှုန်းကတော့စစ်တပ်ရွေးကောက်ပွဲကိုမဲမပေးဘူးလို့ဖြေကြားထားပါဗျ။အဲ့ဒီစစ်တမ်းကိုမြန်မာနိုင်ငံပြည်နယ်နဲ့တိုင်း14ခုအပြင် နေပြည်တော်ကောင်စီနယ်မြေနဲ့ပြည်ပရောက်မြန်မာနိုင်ငံသား3800ကျော်ကိုမေးယူကောက်ယူထားတာပဲဖြစ်ပါတယ်။စစ်တမ်းကောက်ယူရမှာမြို့နယ်ပေါင်း281ခုကပြည်သူတွေပါဝင်ဖြည့်ဆို့ထားပြီးအဲ့ဒီထဲမှာရွေးကောက်ပွဲလုပ်မယ်လို့အာဏာသိမ်းစစ်တပ်ကကြေညာထားတဲ့မြို့နယ်ပေါင်း153မြို့နယ်ပါဝင်ပါတယ်။ စစ်တမ်းကောက်ယူတာကိုလူမှုကွန်ရက်ကနေကောက်ယူတယ်လို့လုံခြုံရေးစိတ်ချရတဲ့နေရာတွေမှာမြေပြင်မှာကောက်ယူကြတာဖြစ်တယ်လို့အတူအယောင်ရွေးကောက်ပွဲစန့်ကျင်ရေလှုပ်ရှားမှုအဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။